တက်တရားလုံးမင်္ဂလာပါကျွန်တော်အခုဒီ video လေးကိုတင်ရတဲ့အကြောင်းလေးကိုပထမဦးဆုံးပြောချင်ပါတယ်အခုပေါ့နော်ကျွန်တော်တို့ Facebook မှာလည်းအားလုံးပြန်နေပြီးသားဖြစ်တယ်ပေါ့နော်ဒီကိုကောင်းကောင်းနဲ့အခုလက်ရှိသူတွဲနေတဲ့မိန်းကလေးနဲ့အကြောင်းလေးပေါ့နော်အားလုံးပြန်နေပြီးတော့မှသူအခုတွဲနေတဲ့မိန်းကလေးနဲ့ပတ်သက်ပြီးတော့မင်းညာကအရင်းညာမှာလည်းကျွန်တော်တို့တက်ပုံကိုတက်လာတာကြောင့်တွေ့ပါတယ်သူ့ရဲ့ဆောင်းပါးပေါ့နော်ကျွန်တော်လည်းဒီကောင်မလေးနဲ့တွေ့ထိုင်ပုံတွေ့ပါတယ်ပထမဆုံးကျွန်တော်ပြောချင်တာကတော့ ဒီကောင်တော့သူကခပ်လိုက်ပြီးတော့တင်လာတာဒါပေမဲ့ကျွန်တော်ပထမဦးဆုံးတစ်ခါနေနေပြီးဆိုတော့ကျွန်တော်နဲ့ဒီမိန်းကလေးကငငယ်ရဲ့ကျွန်တော်ကတည်ရတာတကယ်ရှိဖြစ်တယ်ပြီးရလို့ဆိုကျွန်တော်ဟောကမိသားစုကျွန်တော်မိသားအစားကျွန်တော်ကတကယ်ရှိနေနေလာဖြစ်တယ်ကျွန်တော်เนี่ยဆိုတော့အခုချိန်မှာလည်းအရင်ဆုံးမောင်နှမရဲ့လူမျိုးနဲ့ဆက်တယ်ကျွန်တော်ကပြန်မတစ်ခုအတူတူပြန်ကြရအခါမှာကံဝင်နေကြရတဲ့အခါမှာဒီကံဝင်နေကြရတဲ့အခါမှာကျွန်တော်ကတက်ပုံကြီးရိုက်ခဲ့ကြတယ်တကယ်ရှိနေစုပြီးရကြတဲ့အခါမှာကျွန်တော်တူနေမှာမမလေးလည်းဖြစ်တယ်တကယ်ရှိနေလည်းဖြစ်နေတဲ့အကြောင်းမျိုးပါ ဒီကျွန်တော်တို့ရိုက်ထားတဲ့ပုံကလည်းနံပါတ်၁ချက်ပထမတစ်ချက်ပြောလို့ဆိုကျွန်တော်ကမိတ်ဆက်ရောင်းမဲ့မှာရိုက်ထားတာဖြစ်ပါတယ်။မိတ်ဆက်ရောင်းမဲ့မှာရိုက်ထားတဲ့ပုံကကျွန်တော်တို့ရဲ့အရှိန်ပါပဲ။ဒီအခန်းထဲမှာကျွန်တော်ဒီကောင်းရတာရှိတယ်။ကျွန်တော်သူ့နဲ့မှလည်းမဟုတ်ဘူးတခြားတဲ့ငွေချင်းတွေလည်းကျွန်တော်ရိုက်ထားလို့ရှိပါတယ်။သူ့ရဲ့ဒီလိုပဲတခြားတဲ့ငွေချင်းတွေကိုရိုက်ထားလို့ရှိတယ်။ကျွန်တော်မိတ်ဆက်တဲ့ငွေချင်းတွေကပုံစံလေးကအများကြီးပဲကျွန်တော်ရှိတယ်။ဒီခန်းထဲမှာ။ကျွန်တော်ဒီလိုချက်ပေါ်လာပြီလေဒါပေမဲ့ဒီလိုပုံနဲ့ပတ်သက်ပြီးတော့ကြောင်းမယ် solution ပြန်သွားရအကြောင်းလေးပါနော် ကျွန်တော်မနေရကျွန်တော်ရဲ့ idol အမနေကျွန်တော်စကားပြောနေတယ်မဟုတ်သမီးစားဆိုတာကသူကသူနဲ့ကိုကောင်းတယ်ဒီကောင်မလေးနဲ့ကိုကောင်းတယ်တွဲပြင်မှာရိုက်တဲ့ပုံကတက်လာတဲ့အခါမှာကျွန်တော်ကျွန်တော်သူ့ကိုသူစိတ်မကောင်းတဲ့အခါမှာကျွန်တော်အရန်ချစ်ရအနုပညာရှင်တူလက်ဖြစ်နေတဲ့အခါမှာကျွန်တော်သူ့ကိုနှစ်သက်နေအနေနဲ့ပါကျွန်တော်အမ တမီးစားဆိုတာတော့မပြောနိုင်ပါဘူးเนาะဒီလိုပဲဖြစ်တတ်ပါရဲ့ဘောเนาะကျွန်တော်တို့ friendship တွေအောင်မှာ friendship group အောင်မှာဒီလိုရိုက်လို့ရှိရတယ်တို့ relationship solution နဲ့ရိုက်ကြမှာပဲဆိုပြီးတော့ကျွန်တော်ကဒီဓာတ်ပုံပြလိုက်တာပဲဖြစ်တယ်ဒီဓာတ်ပုံကိုကျွန်တော်သူ့ပြလိုက်တဲ့အခါမှာဒီဓာတ်ပုံလည်းမဟုတ်ဘူးဓာတ်ပုံ၁၀ပုံကျွန်တော်သူ့ပို့ပြလိုက်တယ်ဓာတ်ပုံ၁၀ပုံစလုံးကိုကြည့်ချင်းအားဖြစ်တယ်ကျွန်တော်တို့နှစ်ယောက်ဇူးတတ်တိုက်ထားတာဆိုတာသိရတယ်တခြားပုံတွေမှာတော့ ျွန်တော်နဲ့သူနဲ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါပါနေနဲ့ပုံလို့ပြောလို့ရှိရင်ကျွန်တော်နှစ်ခမ်းချင်းနဲ့ပုံနေပါလို့ဒါကျွန်တော်လည်းတကယ်တော့လည်းမထီပါဘူးကျွန်တော်စနောက်ပြီးတော့မှတခြားတင်ငင်းတော့ရိုက်ပြီးထားတဲ့ပုံနေပါပဲဒီလိုပုံတွေကြောင်းကြိုက်ခါတယ်ရှိတယ်ဒါတွေကိုကျွန်တော်တို့ကကျွန်တော်သူ့ကိုဒီတိုင်းနဲ့ဆက်ရှိကုန်အနေနဲ့ကျွန်တော်ပြလိုက်တဲ့အခါမှာ तू ကဘလို့ဖြစ်သွားလဲတော့ကျွန်တော်နားမလည်ဘူးเนาะကျွန်တော်ပို့လိုက်တဲ့၁၀ပုံထဲမှာ तू ဒီတပုံတော့ရွေးပြီးရောမှာ public ကိုချပြရဲ तू မဟုတ်တော့ညာလဲဒီတပုံကသူ့ရဲ့ကျွန်တော်ရဲ့ဒီကျွန်တော်တင်ငင်းတောင်းမလို့ရေးရမှာပဲရှိရတယ်เนาะ အဲ့ဒီအခါမှာကျွန်တော်ဒီသူ public ကိုချထားလိုက်တဲ့အခါမှာသူမဟုတ်တော့ညာလဲတခြားတယောက်နေနေချပြပြီးမဲ့သူအများကြီးထင်သွားတာကအခုကိုကောင်းကောင်းလက်တင်နေတဲ့ main ကလေးကဒီလို main ကလေးပါလားလို့သူတို့ပြောင်းပြောင်းပြောင်းနေဒီပြဿနာပြတ်ပြောင်းမှာကျွန်တော်ဖြေရှင်းချင်တာတခုကကျွန်တော်ကျွန်တော်နဲ့သူတွေကတကယ်တည်းတငယ်ချင်းဆွမ်းနာရှိမှပြောနေပြီးတာအတိုင်းဖြစ်တဲ့အတွက်မို့လားမိသားစုလိုလည်းဖြစ်တဲ့တငယ်ချင်းလိုလည်းဖြစ်နေတဲ့အတူတူမို့လို့ကျွန်တော်တို့ကတရားမကျပြပရှင်ရှင်ဆန်းတော့ပြေးထားရတဲ့ဖြစ်တယ်ဒီ main ကလေးကလည်းအမတန်မှကျွန်မလည်းသိရအရင်ကလည်းခံလာပြီးတာတကယ် ဖြူဖြူဆင်းဆင်းမယ်သူဆိုလို့ရှိရင်ဘာဖြစ်ဖြစ်သူ့မိသားစုသူ့အိမ်နဲ့သူ့အရန်သူ့မောင်ကြီးကိုမောင်နှမရင်သူကတကယ်ဘိုင်းကောင်းချောက်ပြနေရတဲ့မိန်းကလေးတယောက်ပါနော်ဒီမိန်းကလေးကြောင့်ကျွန်တော်ကဒါစနောက်ပြီးတော့ဒါကျွန်တော်ကြိုက်ထားတယ်တငယ်ချင်းတွေတွေ့လို့ဒါနဲ့ပတ်သက်ပြီးတော့မှသူများတွေကသူ့ကိုအမြင်ဆောင်းတာရရှိကောင်းရှိတယ်ဒီထက်ထပ်ပြီးတော့မှလည်းပေါ့နော်ကျွန်တော်ဆွမ်းနာပတ်သက်ဒါကျွန်တော်ပါနေတဲ့ပုံမျိုးရှိတယ်ဆောင်ရပလို့ကျွန်တော်နှကန်းချင်းထိကန်ဒီလန်နဲ့ပုံလေးပါရေနောက်ပိုင်းလေးတင်လာကောင်းလဲတင်လာမှာပေါ့လေဒီလိုတင်လာတဲ့အခါကျလို့ရှင်လို့ကျွန်တော်ပြောချင်တာက ပိတ်သက်တွေမညုံကြပါနဲ့ကျွန်တော်နှစ်ကဆန္ဒပြောနေပြီးသားတိုင်းလေခင်မမှုအတိုင်းအတာရလာကျွန်တော်ရိုက်ထားခြင်းဖြစ်တယ်ဗျာနော်ဒါဟုတ်တမျိုးတလွဲပြင်ကောင်းမြင်အောင်လို့တင်နေလို့တော့တင်နေမှာပဲဒါကြောင့်မလို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတင်လာလို့ရှိရင်လေကျွန်တော်ပိတ်သက်တွေဖြည့်ရှင်းထပ်ပြီးဖြည့်ရှင်းပြီးတော့မှမဟုတ်ဘူးနော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအခုတစ်ခါပဲဖြည့်ရှင်းပြီးလိုက်ပါမယ်ဒီပုံလေးကကျွန်တော်က friendship ကိုအနေနဲ့ထားရမှာဖြစ်တယ်ဒါကြောင့်မလို့ သူများရေကျွန်တော်ဆန္ဒပုံဆက်ပုံပို့ထားရဲ့ဒီအမအောင်ပုံဆက်ပုံပို့ထားတာမှာသူတပုံတင်ပြီးသွားရေနောက်ကိုပုံမဲ့သူမတင်ဘူးလို့မပြောနိုင်ပါဘူးသူအနေနဲ့ဖြတ်နေမယ်လို့လည်းကျွန်တော်ဖြတ်လာခေါင်းလာမယ်ပေါ့နော်ဒီခါကျလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကသိရမှာပါကျွန်တော်နဲ့သူနဲ့ဒီဒီတိုင်းနဲ့တငယ်ချင်းလို့ပဲရေးထားပြီးတော့မှပုံလို့အကုန်လုံးကိုသူတို့က ဒီကိုကောင်းတဲ့ဒီ main ကလေးနဲ့ဇလန်နဲ့ပတ်သက်ပြီးတော့မှဘောနော်အခွင့်ကောင်းကြီးဒီဖြတ်နေလို့ပဲသဘောထားပေးကြပါလို့ပြောလို့ရှိရင်ဒီ main ကလေးကလည်းအခုအချိန်မှာသူလည်းဒီလိုပုံနေတက်လာအခါမှာသူလည်းအမြဲတမ်းအရှိရခဲ့ပါတယ်။ညတဲ့အခါမှာကျွန်တော်တို့တငယ်ချင်းတွေကျွန်တော်တို့မိသားစုအတိုင်းမှာမောင်နှမအတိုင်းမှာအလုံးသိတော်ရားလဲတခြားပိတ်သက်တွေမသိတဲ့အခါမှာသူ့ကိုတလွဲမြင်နေမှာဆိုလို့ကျွန်တော်ကဖြေရှင်းခြင်းဖြစ်ပါတယ်။ပိတ်သက်တွေလည်းကောင်းတဲ့အမြင်မျိုးနဲ့ပဲကြည့်ပေးကြပါ ဒီလိုမျိုးရိုက်တယ်ဆိုတာလည်းဒါလည်းကျွန်တော်တို့ဒီအခုကြည့်နေကြမယ့်ပြဿနာတွေမှာလည်းရှိကောင်းရှိမှာပေါ့နော်တကယ်ကြီးနည်းစမှာပြီးတော့ဒီလိုပုံစံကနေတက်သွားခြင်းဖြစ်ပါတယ်လို့ဒါကြောင့်မလို့ဒီဓာတ်ပုံနဲ့ပတ်သက်ပြီးမှဖြူရှင်းပြီးတဲ့အခါမှာကျွန်တော်တို့နောက်ပိုင်းဖြစ်လာတဲ့ပြဿနာတွေအားလုံးအတွက်ပြိတ္တတီအားလုံးသိထားဖို့ကဂျိုးသားဖြူရှင်တဲ့သူအချင်းချင်းမှာပေါင်းတင်ရမှာဖြစ်ပါတယ်လို့ဒါကြောင့်မယူသားရဲ့သူကမယူသားရဲ့လက်ကိုလှုပ်သွားတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဂျိုးသားဆိုဖြူရှင်းလက်ဆင်းလိုက်တယ်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဂျိုးသားဆိုဖြူရှင်းမြေပေါ်ကလည်းပြိတ္တတီကဂျိုးသားဆိုနားလည်မယ်လို့ပြောနေမှာလေအားလုံးကိုကျေးဇူးတင်ပါတယ်